ီဒီယိုလေးမှာ Pro Animation တွေကို Cap Cut ကိုအသုံးပြုပြီးတော့ဘယ်လိုမျိုး Edit လုပ်လို့ရလဲဆိုတာကိုပြပြထားပဲဖြစ်ပါတယ်။အာဒီဗီဒီယိုလေးကတော့ Episode 2ပဲဖြစ်ပါတယ်။ဒီမှာဆို new project ကိုဝင်လိုက်မယ်ပြီးလို့ရှိရင်ဘေးနားမှာရှိတဲ့ library ကနေပြီးတော့အာ background အမဲရတခုခုရွှေ့လိုက်မယ်ပေါ့နော်ပြီးလို့ရှိရင် add ကိုနှိပ်မယ်ပြီးလို့ရှိရင် test da test menu ကိုနှိပ်မယ်ပြီးလို့ရှိရင် add tag ကိုနှိပ်မယ်ပြီးလို့ရှိရင်ဒီမှာစာရိုက်မယ်ပေါ့နော် ထုတ်ပြီးပြီးလို့ရှိရင် font size ရွေးမယ်ဒီမှာဆိုလို့ရှိရင်တော့ဒီ font size ကိုပဲထားလိုက်မယ်เนาะပြီးလို့ရှိရင် style မှာအဲ့ style မှာကဘာတွေထည့်လို့ရလဲဆိုတော့ဒီ text မှာဆိုလို့ရှိရင်အပေါ်မှာ text design အမျိုးမျိုးရှိရပေါ့เนาะအဲ့ထည့်ရနေပြီးတော့ကိုကြိုက်တဲ့ design တစ်ခုကိုရွေးလို့ရပါတယ်ပြီးလို့ရှိရင်အဲ့ဒီ banner မှာဒီဘက် banner မှာရှိတာကတော့ stroke ပဲဖြစ်ပါတယ်အဲ့ stroke ကတော့ဒီစာရဲ့အပေါ်ကဘောင်လေးပေါ့เนาะအဲ့ဒီဘောင်လေးပဲဖြစ်ပါတယ်ဟုတ်ပြီ ဒီမှာဆိုလို့ရှိရင်အဖြူရောင် stock လေးပဲထားလိုက်မယ်ပြန်ပြီးတော့เนาะပြီးရှင် glow glow ကတော့ဒီဘေးနားမှာရှိတဲ့ဒီစာတွေကို glow လေးဖြစ်သွားအောင်လို့လုပ်ထားတာပါပြီး intensity လေးကိုနည်းနည်း short ပြီးတော့ကြည့်မယ်ပြီးရှင်အောက်ကဟာလေးကိုလည်းနည်းနည်းလေးထည့် short မယ်โอเคဒီလောက်ဆိုနည်းနည်းလေး အဆင်ပြေရဲ့ပေါ့နော်ဒါမှမဟုတ်ကိုကဒီ test ကိုအယောင်လေးပြောင်းမယ်ပေါ့နော်ဒီအဝါယောင်လေးထားကြည့်မယ်ပြီးလို့ရှိရင်ဒီ test ကအဝါယောင်ဆိုလို့ရှိရင် glow တို့ stroke တို့ကိုလည်းအဝါယောင်လေးပြောင်းထားကြည့်မယ်နော်ဟုတ်ပြီဒီလိုမျိုးလေးရရပေါ့နော်ပြီးရင် background ဆိုလို့ရှိရင်လည်းကိုကအနောက်က background ဒီလိုမျိုး pouch လေးနဲ့ background လိုချင်လားလိုချင်တယ်ဆိုလို့ရှိရင်ဒီဟာလေးထည့်လို့ရပါတယ်အဲ့ဒီ pouch ကိုလည်းဒီလိုမျိုးအယောင်လေးနဲ့ထားလို့ရတယ် တကယ်လို့မလိုချင်ဘူးဆိုလို့ရှိရင်တော့ဘေးနားမှာရှိရတာလေးကိုနှဲ့လဲလို့ရပါတယ်ပြီးလို့ရှိရင် share ro share ro ကဒီစာရဲ့အရိပ်ကလေးလိုမျိုးပေါ့နော်ပြီးလို့ရှိရင်ဒီဟာကိုလည်းအဝါလေးပဲထားကြည့်မယ် oversty လေးကိုနည်းနည်းလေးလျှော့မယ် ရှော့ဖြစ်ဖြစ်တင်တာဖြစ်ဖြစ်ကိုအဆင်ပြေလို့ထားလို့ရပါတယ်။ဘလောက်လည်းနည်းနည်းလေးထက်ရှော့လိုက်မယ်။ဟုတ်ပြီ။ပြီးလို့ရှိရင်ဘေးနားမှာဒါလေးလည်းသုံးလို့ရတယ်ပေါ့နော်။ဒီဟာလေးဆိုလို့ရှိရင်စာရင်လေးကကိုကိုလေးလိုချင်တယ်ဆိုရင်ကိုကိုလေးရပါတယ်။ပြီးလို့ရှိရင်မလိုချင်ဘူးဆိုလို့ရှိရင်တော့ဒီဘက်ဘေးနားဟာနှိမ့်လိုက်ပေါ့နော်။ Okay ဒီမှာဆိုလို့ရှိရင်တော့ဘာထည့်ထည့်လို့ရလဲဆိုတော့ animation ထည့်လို့ရတယ်ပေါ့နော်။ animation မှာတော့ in ရယ် out ရယ် loop ရယ်ဆိုလို့ရှိရယ်ပေါ့နော်။ in ဆိုတာကတော့ကိုရဲ့ဟို text layer ကိုဆက်ဆက်မြင်ရမယ့်နေရာမှာပထမဆုံးဘယ်လိုပုံလေးနဲ့လိုချင်လဲ ဲပေါ့နော်အဲ့ဒါကိုအင်ထည့်လို့ရပါတယ်ကိုထည့်ရင်လည်းအင်ပုံစံလေးပေါ့နော်အခေထားလေးဆိုဒီမှာတိုက်ပင်လေးနဲ့တိုက်ပင်လေးပေါ့နော်ဖြစ်ရှင်အောက်ကိုနှိပ်ကြည့်မယ်အောက်ဆိုလို့ရှိရင်တော့ကိုရဲ့စာတန်းရဲ့နောက်ဆုံးမှာဘလိုပုံစံလေးနဲ့ပြောက်သွားခြင်းလဲပေါ့အဲ့လိုမျိုးဟာလေးကိုထည့်လို့ရတာပါဒီမှာဆိုလို့ရှိရင်ဒီအောက်ပုံစံလေးထည့်လိုက်မယ် ဟုတ်ပြီပြီးရှင် loop ဆိုလို့ရှိရင်เนาะ loop ကတော့ဟိုစာတန်းရဲ့အလဲကောနောက်ဆုံးကော sorry စာတန်းရဲ့အရှိဆုံးကောနောက်ဆုံးကောမဟုတ်ဘဲနဲ့အလဲကောင်မှာပဲကိုမြင်ခြင်းတဲ့ပုံစံမျိုးလေးပေါ့เนาะဒီဟာလေးဆိုလို့ရှိရင်လည်းထားလို့ရပါတယ်ဒီမှာဒီလိုလေးပေါ့เนาะဒီအလဲကောင်လေးမှာဒီလိုမျိုးလေးမြင်ခြင်းလားသားမို့လူလေးမြင်ချင်နားကြိုက်တယ်လို့ထားလို့ရရပေါ့နော်တကယ်လို့ဒါရီမထားချင်ဘူးဆိုရှင်ဒီပုံမှန်ရှိရတာလေးကိုနှိမ့်လိုက်လို့ရှိရင်ဒီဟာပြတ်သွားရပေါ့နော်ပြီးအမှန်ချစ်ကိုချစ်ပြီးတော့ပြန်ကြည့်ကြည့်မယ်ခေတာဆိုရင်တော့ in animation ပင်ဒါကအောက် animation မှာဟုတ်ပြီပြီးလို့ရှိရင်တော့ဒီဟာကိုကိုအဆင်ပြေလိုမျိုးထားပြီးပြီဆိုလို့ရှိရင် export ထုတ်လိုက်မယ်เนาะ okay new project ကိုနှိပ်မယ်နှိပ်ပြီးပြီဆိုလို့ရှိရင်ခုနက export ထုတ်ခဲ့တဲ့ video ကိုနှိပ်မယ်ပြီးရင် add ကိုနှိပ်မယ်ပြီးလို့ရှိရင်တော့ဒီ video လေးကိုထောက်ပြီးတော့အာဘေးနားကိုလည်းနဲ့ဆွဲလိုက်မယ်เนาะဆွဲပြီးလို့ရှိရင်ဘေးမှာ mask ဆိုရှိရဲအဲ့ဒီ mask ကိုနှိပ်မယ်ပြီးရင်ဒီမှာ mirror ကိုနှိပ်မယ်အဲ့ဒီ mirror ကိုက design လေးပေါ့เนาะအလျားလိုက်လေး design လေးပုံအောင်လုပ်ထားလိုက်မယ် okay ပြီးလို့ရှိရင် feather လေးကို နည်းနည်းလေးရွှေ့နည်းနည်းလေးလောက်လိုက်မယ်ပေါ့နော်ဟုတ်ပြီပြီးရင်ဒီဘက်ဘေးလေးအပေါ်ဆုံးစားတဲ့ဟိုဘက်အပေါ်ဆုံးလေးကိုရွှေ့လိုက်မယ်ပြီးရင် key frame ချမယ်ဘေးလေးကိုနည်းနည်းတိုးပြီးတော့ဒီဘက်ဘေးလေးနည်းနည်းပြန်ဆွဲမယ် mask ကိုပြန်ဆွဲရနော်ပြီးလို့ရှိရင်ဒီဘက်ဘေးပြန်ဆွဲမယ်အာ mask ကိုလည်းပြန်လိုက်ဆွဲမယ် video ဆွဲမယ် mask ကိုပြန်ဆွဲမယ် video ဆွဲမယ် mask ကိုပြန်ဆွဲမယ်ဟုတ်ပြီပြီးခင်ဒီလောက်ရောက်ပြီဆိုလို့ရှိရင်နော် video ကိုအာ mask ကိုလုံးဝအကုန်လုံးဖြည့်ချလိုက်မယ်ပေါ့နော်စာရင်းတွေအကုန်လုံးမြင်ရအောင်လို့ဒီလိုမျိုးချေချလိုက်ပါမယ် ဟုတ်ပြီပြီးလို့ရှိရင်နောက်ဆုံးနေရာကိုသွားပြီးတော့ဗီဒီယိုကိုဒီလိုမျိုးအလှည့်ရလိုက်လေးပဲမြင်ရအောင်သွားထားလိုက်မယ်နော်ပို့ပြီးဆန်းဆန်းလေးဖြစ်သွားအောင်လို့ပါဟုတ်ပါပြီโอเคပြီးလို့ရှိရင်နောက်ဆုံး ending ကို ဖြတ်လိုက်လို့ရပါတယ်ပြီးလို့ရှိရင်ပြန်ကြည့်မယ်နော် ဒီလိုဟာလေးရပြီပေါ့နော်နောက်ထပ်တစ်ခုအနေနဲ့ကဘာပြောပြမှာလဲဆိုတော့ new project ကိုနှိပ်မယ်ပြီးလို့ရှိရင်ကိုထည့်မယ်ဗီဒီယိုတစ်ခုကိုထည့်မယ်ပြီးလို့ရှိရင် add ကိုနှိပ်မယ် okay ပြီးလို့ရှိရင်အောက်က text ကိုနှိပ်မယ် add text ကိုနှိပ်မယ်အာဒီမှာဆိုလို့ရှိရင်ဒါက new route ပေါ့နော် new route ပုံရိုက်မယ် New York ဟုတ်ပြီ found site တခါလေးရွေးမယ် found site ကိုလည်းခုနလိုပဲကိုကြိုက်တဲ့ found site ထားမယ်ပြီးရင် style မှာဒီရှေ့ဆုံးမှာမြင်ရတဲ့ style မျိုးကိုရွှေ့ရွေးလိုက်မယ်ပြီးလို့ရှိရင်အောက်က opacity ကိုလုံးဝ short ချလိုက်မယ်ပေါ့နော် ထုတ်ပြီးဒီလိုလေးဖြစ်သွားရယ်เนาะအာဒါလေးကိုလည်း test ကိုအယောင်လေးပြောင်းလိုက်မယ်အဝါယောင်လေးပြောင်းလိုက်မယ်เนาะဟုတ်ပြီပြီးလို့ရှင်အမှန်ချစ်လေးကိုချစ်မယ်ပြီးလို့ရှင်ဒီအာ new york ဆိုတဲ့ဟာလေးကိုနည်းနည်းလေးချစ်လိုက်မယ်ပို့ပြီးတော့မြင်သွားမြင်တာတော့အောင်လို့เนาะပြီးလို့ရှင်ဒီ video ကအရင်ရှည်နေရဖြစ်တဲ့အတွက် video ကိုထောက်မယ် split ကိုနှိပ်မယ်နောက်က delete ကိုနှိပ်လိုက်မယ်အာပြီးလို့ရှင်နောက်ဆုံးမှ ending ကိုလည်းတစ်ခါရေး delete လုပ်လိုက်မယ်ပြီးလို့ရှင်ဒီစာကိုနောက်ဆုံးထိဆွဲထားလိုက်မယ် ဟုတ်ပြီပြီးလို့ရှင်ဒီဒီစာကို duplicate လုပ်မယ်ပေါ့เนาะ duplicate ကဘယ်မှာရှိလဲဆိုတော့ဒီဘက်ဘေးကိုဆွဲပြီးတော့အာဒီမှာ duplicate လည်းရှိရဲဒါမှမဟုတ်ကိုကအပေါ်ကနေပြီးတော့လုပ်ချင်တယ်ဆိုလို့ရှင်လည်းဒီအပေါ်မှာ duplicate ရှိရဲပေါ့เนาะဒီမှာညီမကတော့အောက်ကနေပဲ duplicate လုပ်လိုက်ပါမယ်ဟုတ်ပြီဒါဆိုရွှင်အောက်လေယာကိုလည်း JB gate ပွားပြီဆိုတဲ့အတွက်အောက်ကလေယာကိုထောက်လိုက်မယ်ထောက်ပြီးရွှင်ခဲတဲ့ပုံနှိပ်မယ်ခဲတဲ့ပုံနှိပ်ပြီဆိုလို့ရှင်ခုနက opacity short ခဲ့တဲ့ဟာကိုအဆုံးထိပြန်တင်လိုက်မယ်ပေါ့နော်ဟုတ်ပြီဒီလိုရပါပြီရပြီဆိုလို့ရှင်ဒီခုန ကဒုတိယလေယာကိုပဲပြန်ထောက်မယ်ခဲတံကိုနှိပ်မယ်ပြီး animation animation မှာဆိုရင်တော့ in animation အရင်ထည့်ရမယ်ပေါ့နော် in animation မှာဆိုလို့ရှိရင်ဒီအာ type writer ကိုထည့်မယ်ဟုတ်ပြီဒီမှာအဝါလေးရတဖြည်းဖြည်းနဲ့ဟို fade လောက်သွားတဲ့ပုံစံလေးပေါ်တယ်ပေါ့နော်။ Okay အမှန်လေးချစ်မယ်။ပြီးလို့ရှိရင်ဒီဟာဘာလို့နေလဲဆိုတော့နောက်ဆုံးနေရမှာပေါ့နော်။ဒါကဗီဒီယိုတော်တော်လေးနည်းနည်းလေးပြန်ရှင်းနေတဲ့အတွက်နည်းနည်းပြန်ပြီးတော့သေးလိုက်မယ်နော်ဗီဒီယိုကို။ဟုတ်ပြီ။ အာဒီအောက်ကလေယာကိုဖြစ်ဖြစ်အပေါ်ကလေယာဖြစ်ဖြစ်ဒီအောက်ထဲမှာဆိုရဲတွေ့ကြိုက်တဲ့လေယာကိုထောက်လိုက်ထဲလို့ရရယ်ပေါ့နော်အာဒီလေယာကိုထောက်မယ်ပြုရှင်ခဲတဲ့ပုံကိုနှိပ်မယ် animation ထဲမှာအောက်ကိုဘယ်လိုပုံစံလေးနဲ့ကိုကအောက်ဖြစ်ချင်တာလဲပေါ့အာဒီမှာဆိုလို့ရှိရင်တော့ဘယ်ဟာကိုထားရင်ကောင်းမလဲဆိုတော့ဒီဟာလေးထားလိုက်မယ်ပေါ့နော်ဒီလိုမျိုးလေးဆိုင်လေးဒီလိုပြောက်သွားတဲ့ပုံစံပေါ့ပြီးအမှန်လေးချစ်မယ်အပေါ်ကလေယာကိုလည်းထောက်ပြီးတော့ခဲတဲ့ပုံကိုနှိပ်မယ် animation ကိုနှိပ်မယ်ပြီးရင် out မှာပဲခုနကထားခဲ့တဲ့ animation ကိုပဲထပ်ထည့်လိုက်မယ်နော် ဆိုလို့ရှိရင်နှစ်ခုလုံးပြောက်သွားတဲ့ပုံစံလေးပေါ့အဲ့ဆိုပြန်ကြည့်ကြည့်မယ်နော်โอเคဒါဆိုရင် fail လာလို့တယ်နောက်ပြီးရင်တစ်ခုလုံးကပျောက်သွားရဲ့ပေါ့โอเคဒါဆိုလို့ရှိရင်အခုညီမပြပြလိုက်တဲ့ task နဲ့ပတ်သက်တဲ့ animation တစ်ခုကိုနားလည်လိမ့်မယ်လို့ထင်ပါတယ်နောက်ထပ်ဗီဒီယိုတွေကိုထပ်ကြည့်လို့ရအောင် channel လေးကို subscribe လေးနှိပ်ခဲ့ပြီးပျောက်ချင်ပါတယ်